မင်္ဂလာပါကလေးတို့ရေဒီကျတော့ grade 7တိပ်ပန်းသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်။အခန်းကို၄အဖွဲ့စည်းနဲ့စကြာဝဠာကသင်ခန်းစာ၃ကျွန်ုပ်တို့၏၄အဖွဲ့စည်းအတွင်းလူသားတို့သွားရောက်နိုင်မှု။ကဲဒါဆိုရင်ဒီချက်ကတာဝန်သမီးတို့ကိုရှင်းပြမယ်နော်။ဟုတ်ပြီဒါဆိုရင်1900 1962ခုနှစ်မှာစပြီးတော့လူသားတွေဟာအာကာသတဲကိုတွားရောက်ပြီးတော့စူးစမ်းလေ့လာမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ကဲဒါဆိုရင်လုပ်ငန်းတက်ကလေးကိုကြည့်ရအောင်။နေအဖွဲ့စည်းအတွင်းမှာလူသားတို့တွားရောက်တဲ့သတင်းတွေဗီဒီယိုတွေကိုတွေ့မြင်မှုပါသလားတဲ့အုပ်စုလိုက်စနေပါတဲ့။ကဲဟုတ်ပြီ။လူသားတွေတွားရောက်ခဲ့တဲ့ရေဒီယိုတွေသတင်းတွေသားတို့သမီးတို့တွေ့ဘူးသလား။ဟုတ်တယ်ကဲဒါဆိုရင်တစ်ချက်ပြပြမယ်နော်1962ခုနှစ်ဧပြီလ12ရက်နေ့မှာဆိုရင်အာကာသ နော်ရုရှားအာကာသယင်မှုယူရီဂဂယင်ဟာတချို့လို့အာကာသယင်ဗော့စတော့နော်ဗော့စတော့တင်းနဲ့သူကအာကာသတွေကိုတွားရောက်ပြီးတော့မှပထမဆုံးယင်ကဘာကိုသူကပတ်နိုင်ခဲ့တယ်1969ခုဇူလိုင်လ20နော်ဇူလိုင်လ20ရက်နေ့မှာဆိုလို့ရှိရင်နော်နီယန်စတောင်းနဲ့တချို့လို့အက်ဒရင်အော်ဒရင်နဲ့မိုက်ကယ်ကောလင်းတို့ဟာဆိုလို့ရှိရင်တော့အပိုလို17နဲ့တချို့လို့အာကာသခရီးစဉ်ဖြစ်လပေါ်တို့ ပထမဆုံးတွားရောက်ခဲ့တဲ့အမေရိကန်အာကာသယာဉ်မှုတွေဖြစ်ပြီးတော့မှ Neon Stone နဲ့ Adrian Ordrin တို့ကတော့ဒီချေတို့လမျက်နှာပြင်ပေါ်မှာပထမဆုံးလမ်းလျှောက်နိုင်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။အဲ့တော့ဂျိုးပေါ်တို့ဆင်းသက်တဲ့ယင်များမှဆက်ရုပ်တရားဆိုလို့ရှိရင်တော့ဂျိုးနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုစုဆောင်းပြီးတော့မှမြေပြင်သို့ပြန်လည်တင်ပို့နိုင်ကြပါတယ်။ကဲဒါဆိုရင်လုပ်ငန်းနှစ်ကလေးကိုကြည့်အောင် တော့လုပ်ငန်းနှစ်သိပ္ပံပညာရှင်တွေဟာနေအဖွဲ့စည်းတွင်မှရှိတဲ့ဂျိုများကိုစူးစမ်းလေ့လာမှုများပြုလုပ်ရမှာမားဆိုရင်အင်ကာဂျိုမှာစူးစမ်းလေ့လာရေးခင်းစဉ်တွေကိုလူသားများ စေလွတ်ရန်ရွေးချယ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အုပ်စုလိုက်ဆွေးနွေးပါတယ်ဆွေးနွေးချက်ကိုတချို့အုပ်စုလိုက်တင်ပြပါဘာဖြစ်လို့မားဂျိုဆိုတဲ့နော်တချို့အင်ကာဂျိုကိုလူသားတွေကိုစေလွတ်ဖို့အတွက်ကိုရွေးချယ်ရတာလေတဲ့ကဲကြည့်ပါအောင်အဲ့တော့အောက်ပါဇီယားကိုကိုးကားပြီးတော့မှတချို့တွေ ဟုတ်ပြီနော်ပြောကြရအောင်အဲ့ဇေယျကိုကြည့်မယ်ဇေယျမှာတစ်ချက်ကအမည်ရဲ့တင်းနေရရဲ့ဖွဲ့စည်းပုံရဲ့ထူးခြားချက်ကလေးကိုပေးထားတယ်အဲ့တော့မာဂျူရီဆိုတဲ့ဗုဒ္ဓဟူးကျူသူကတော့နေနဲ့အနည်းဆုံးဖြစ်တယ်သူရဲ့ဖွဲ့စည်းပုံကတော့ကြောက်သားမြေသားထူးခြားချက်အနည်းနဲ့တော့အသိငယ်ဆုံးလေတို့မရှိဘူးနောက်တစ်ခုက Venus ဆိုတဲ့တောက်ကြားကျူသူကနေကနေဒုတိယမြောက်ဖြစ်တယ်သူရဲ့တော့ကြောက်သားတွေမြေသားတွေနဲ့ဖွဲ့စည်းထားတယ် ထူးခြားချက်အနေနဲ့ဆိုရင်အပူဆုံးအတောက်ပဆုံးရေလုံးဝမရှိပါဘူး။ဟုတ်ပြီ။မားဆိုတဲ့အင်္ဂါဂျူသူကနေကနေစတုထားမြောက်ဖြစ်တယ်။သူကလည်းကြောက်သားတွေမြေသားတွေနဲ့ဖွဲ့စည်းထားတယ်။အနီရောင်ဂျူဖြစ်ပြီးတော့မှဝင်ရိုးစုံတွေမှာစင်းနှင်းခဲတွေရှိပါတယ်။နောက်တစ်ခုကဂျူပီတာဂျူဂျူပီတာဆိုတဲ့ကြာသပတေးဂျူပေါ့။သူကတော့နေကနေပစ္စမမြောက်ဖြစ်ပြီးတော့ဓာတ်ငွေတွေနဲ့ဖွဲ့စည်းထားတယ်။ထူးခြားချက်အနေနဲ့ဆိုရင်တော့အချီမာဆုံး မုံတိုင်းတွေပြင်းထန်တယ်အ мян ဆုံးသူကလဲပတ်တယ်။ကဲဆေတန်ဆိုတဲ့စနေဂျိုသူကတော့နေကနေစက်ထမမြောက်ဂျိုဖြစ်တယ်။ဓာတ်ငွေတွေနဲ့ဖွဲ့စည်းထားပြီးတော့ထူးခြားချက်အနေနဲ့ဆိုရင်ဘိုဟိုဒူကွင်း၃ခုကဝန်းရံထားပါတယ်။ယူရေနပ်စ်နော်ယူရေနပ်စ်ဆိုတဲ့ဂျိုကတော့နေကနေစက်ထမမြောက်ဂျိုဖြစ်တယ်။ဓာတ်ငွေတွေနဲ့ဖွဲ့စည်းထားပြီးတော့အအေးဆုံးဝင်ရိုးဟာ68ဒီဂရီတိမ်းဆောင်းနေတာသူ့ရဲ့ထူးခြားချက်ပေါ့နော်။ ကဲနောက်တစ်ခုကတော့နပ်ကျွန်းချူ။ तू ကတော့နေနဲ့အဝေးဆုံးဖြစ်ပါတယ်။ तू ကဒငွေနဲ့ဖွဲ့စည်းထားတယ်။ထူးခြားကြံနေတဲ့ကတော့လေတိုက်နှုံးပြင်းထန်ပါတယ်။မှတ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဇရားပါအချက်လက်တွေကတောက်သမီးတို့အလွတ်ကျမှတ်ဖို့မဟုတ်ပါဘူးနော်။ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးကိုကြည့်အောင်။အဲ့တော့အဓိကချက်များအာကာသယင်မူယူရီကကယင်ဟာအာကာသယင် vostot 1နဲ့ပထမဆုံးအကြိမ်ကဘာကိုပနိုင်ခဲ့ပါတယ်။ 1969ခုနှစ်မှာတော့လူသားတွေကလက်ပေါ်သို့ပထမဆုံးခြေချနိုင်ခဲ့တယ်။ Neil Armstrong နဲ့ Adrian Aldrin နဲ့ Michael Collins တို့ဟာဆိုလို့ရှိရင်တော့ Apollo 17နဲ့အာကာသခရီးစဉ်ဖြစ်လက်ပေါ်သို့ပထမဆုံးတွားရောက်ခဲ့တဲ့အာကာသယာဉ်မှုတွေပဲဖြစ်ပါတယ်။လက်မျက်နှာပြင်ပေါ်မှာ ပထမဆုံးလမ်းလျှောက်ခဲ့နော်တချို့တော့လမ်းလျှောက်ခဲ့တဲ့သူတွေကတော့ဘယ်သူတွေလဲဆိုရင် Neil Armstrong နဲ့ Adrian Aldrin တို့ပဲဖြစ်ပါတယ်။ ဲအဲ့တော့ဒီသင်ခန်းစာကိုသင်ယူပြီးတဲ့အခါမှာတော့အောက်ပါချက်တွေကိုနားလည်သက်မြောက်သွားမှာပဲဖြစ်ပါတယ်။ကျဲစုနဲ့ဂလက်စီတွေကိုတကယ်လို့ခွဲခြားဖော်ပြတတ်မယ်။ပြီးရင်အာကာသနဲ့နေအဖွဲ့စည်းရဲ့စူးစမ်းလေ့လာတဲ့နီလန်မျိုးမျိုးကိုခွဲခြားဖော်ပြတတ်မယ်။ပြီးနေအပွဲစည်းတွေမှာရှိရဲ့လူသားတို့တွားရောက်ခဲ့ပုံတွေကိုသိရှိပြီးတော့မှစူးစမ်းလေ့လာလို့စိတ်များဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ ကဲဒါဆိုရင်တောင်းသမီးတို့ကိုရှင်းပြလိုက်တာကတော့တကယ်ကအခန်းကိုနေအပွဲစည်းနဲ့စကြဝဠာကသင်ငန်းစာ၃ကျွန်ုပ်တို့ဤနေအပွဲစည်းအတွင်းလူသားတို့တွားရောက်နိုင်မှုဆိုတဲ့သင်ငန်းစာလေးပဲဖြစ်ပါတယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့တကယ်ထင်ပါတယ်။ကဲအခုတကယ်တောင်းသမီးတို့ကိုရှင်းပြပေးလိုက်တာကတော့ Grade 7တိတ်ပံရဲ့သင်ငန်းစာအလုံးကိုရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းအခုတကယ်ရှင်းပြပေးလိုက်တဲ့သင်ငန်းစာရင်းနဲ့အတူတူလက်တွေ့ဘဝမှာအသုံးချ နိုင်လိမ့်မယ်လို့တချေကထင်ပါတယ်။ကဲဒါဆိုရင်တာဝန်သမီးတို့လည်းလူတော်လူကောင်းတွေဖြစ်ပါစေလို့တချေကဆုမွန်ကောင်းတောင်းပန်လိုက်ပါတယ်ကွယ်။